လေလုံသားတွေကတော့လေလုံသားနဲ့ရေလုံသားတော့မတူဘူးနော်ရေလုံသား तू 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 आ तू အဲ့ဟိုဟို तू आ तू ဟိုလေလုံသားဆိုတဲ့ဥပဒေရဲ့အောက်မှာတိုင်းရမရှိပဲနဲ့ तू आ तू ရေလုံသားလုံနေတာမျိုးပေါ့နော်တခါတည်းရန်လဲခြံတော်လုံသားလဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါမျိုးဟိုလေလုံသားတသက်ကြီးမဟုတ်ဘူးရေလုံသားဆိုတာကျွန်တော်တခါလေးတော့ဘာမှမဟုတ်ပဲနဲ့ဟိုပွဲစားသဏ္ဍာန်မျိုးနဲ့ရှောက်လုံနေအားလေးလည်းရှိတာပေါ့နော်အဲ့တော့လေလုံသားတွေက2016 ထိုင်းဥပဒေဂျန်ပေါ်ပေါက်ပြီးရောက်ပိုင်းမှာတော့ကျွန်တော်အခြေအနေတွေအရင်ရတဲ့တိုးတက်ပြောင်းလဲပြီးတော့ကျွန်တော်အခွင့်အရေးတွေရတယ်လက်ပြတ်ချီပြတ်အသက်ဆုံးကျုံးဒါရင်နင့်နာကြီးတွေလည်းကျွန်တော်အတော်တန်ကျွန်တော်ရလာတာတွေ့ရတယ်အဲသို့တော်လဲခြံလုံသားတွေခြံဆိုတာရာဘာခြံစီယုံခြံဒူးရင်သီးနန္ဒသီး နော်အဲ့ဒီခြံနေအဲ့ဒီခြံနေပြင် နောက်ရှိအောင်မယ်အဲဒွင်းသီးနန္ဒသီးခြံနေနောက်ခြံနေရတော့ကျွန်တော်မွေးမြေးခြံနေဒါလည်းခြံမယ်ခြံတော့ခြံမယ်တော်တော့မွေးမြေးခြံကျွဲတွေနွားတွေတူတွေစိတ်တွေမွေးတဲ့ခြံအစ္စလမ်ဘာသာဝင်တွေဆိုတာဒါတွေတော်များလောက်တာပေါ့အဲ့ခြံနေရဲ့ခြံမျိုးပေါ့ဗျာဒီတိနံစိုက်ပြူးရေးပဲဖြစ်ဖြစ်တိလိ့ချံမွေးမြေးရေးဖြစ်ဖြစ်အဲ့ဒီခြံလုံသားတွေရဲ့ဘောက အနေစားနဲ့အနေထားတော့တိုးတက်ပြောင်းလဲမှုမရှိသေးဘူးအဓိကဥပဒေမရှိတာလေဥပဒေမရှိတဲ့အခါကျတော့ဥပဒေချမ်းတရပေါ်ပေါက်မှသာဒီလိုအထွေထွေလှုပ်သားမကြတကြအထွေလှုပ်သားနဲ့အလုတ်ချမ်းသမားမကြတကြလှုပ်သားတွေရဲ့ကာဝယ်ဆောက်ရှောက်မှုရရှိမှာဖြစ်တယ်ဒါကြောင့်သူတို့တွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေဆုံးကျုံရင်ပဲဖြစ်ဖြစ်အသက်ဆုံးကျုံရင်ပဲဖြစ်ဖြစ်ဥပဒေချမ်းတိတိကျကျမရှိတဲ့အခါကျတော့သူတို့ရဲ့အခွင့်အရေးကဆုံးကျုံနေစေပဲ။ အခြေခံကျမကြီးဆောက်ရှောက်မှုတောင်တို့ခံစားမှုမရှိဘူးလေတို့တို့အလုပ်သမားလက်မှတ်လုပ်လိုက်တယ်အထူးတွေလုပ်သားပေါ့သို့တော့စိုက်ပျိုးရေးခြံဖြစ်ဖြစ်မယ်မွေးမြူရေးခြံဖြစ်ဖြစ်မယ်ဒါပေမဲ့တိကျရေးရတဲ့တေချာတဲ့ထိုင်းဥပဒေကဝယ်ဆောက်ရှောက်မှုအောက်မှာမရှိတဲ့အခါကျတော့စေုံစီပေးခံသွားဖို့တောင်ခက်ခဲရှိတယ်ရန်ကူတွေနဲ့လုံနိုင်လို့တော့မဟုတ်လေစေုံစီပေးခံသွားရင် ကြိုက်တယ်လို့ခုကြားတယ်လို့ရှင်းပေါ့ဗျာမြို့နယ်တိုင်းမရှိဘူးခရိုင်တိုင်းမရှိဘူးအထက်ကစုံခလာမှာပဲရှိတယ်စုံခလာမှာ LRF တို့ပေါ့ရှိတယ်တခြားဖွဲ့စည်းတွေရှိတယ်ပေါ့တခြားနေရာတွေကတော့လုံခြုံရေးရအစိုးရရအောင်နေမီဖြစ်တဲ့ narrative ကလုံးဝမရှိဘူးမြန်မာလူသားကလည်း2000ကျော်3000မရှိလားရလားမရှိဘူးပတ္တနီရှိတယ် official လို့ဟာပြော တခြားဟိုထိုင်ထိုင်အဖွဲ့အစည်းတွေရှိတယ်။အဲဒါကြောင့်ပြောမယ်ဆိုရင် narrative နဲ့ယာလာမှာမရှိဘူးဗျ။ဒီဘက်ကျွန်တော်စုံခလာနဲ့ပတ္တနီရသွားရတယ်။အဲဒါတော့ဒီခရိုင်၄ခုလုံးပေါင်းပါမှာမြန်မာလူသားနှစ်သိန်းခွဲနဲ့သုံးသိန်းကျပဲရှိတာ။လုပ်ငန်းပုံစံတွေဒါမတူကြတာ။အဲ့တော့ထိုင်းဥပဒေရဲ့အကောင်အဆောက်ရှောက်အောက်မှာရှိတဲ့အလုတမားကအဲကျွန်တော်တို့ဖြန်းမြခြင်းကျွန်တော်9000လောက်ပဲရှိတယ် ဲ့တော့ကြံတဲ့တသိန်းကျော်ကထိုင်းဥပဒေရဲ့ကာဝယ်ဆဲရှောက်ဆောက်ရှောက်မှုအောက်မှာတိုင်းရမရှိဘူးထိုင်းဥပဒေရဲ့ကာဝယ်ဆောက်ရှောက်မှုကျွန်တော်လိုအပ်နေသေးတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကိုယ်ကိုယ်သိရှိရတာပေါ့ဟုတ်တယ်လှေလှူသားတွေပြောလို့ရတယ်ပြီးတော့စိတ်ုံလို့လှူသားတွေပြောလို့ရတယ်စိတ်ုံလို့လှူသားတွေပေါ့နော်အထည်ကျုပ်စိတ်ုံနေငါးတိတာစိတ်ုံနေဟာလားပင်လယ်ဆားဆာဆုပ်လို့ရတဲ့အလုတ်ယုံနေရှိမယ်နော်ဒါတွေကကျွန်တော်ထိုင်းဥပဒေကာဝယ်ဆောက်ရှောက်မှုအောက်မှာ စောကပြောလို့စိုက်ပြွေးချန်နေပြီးတော့မွေးမြူရေးချန်နေထိုင်ဥတွေကော်ဝဲဆောက်ချောက်ပေါက်မှာမရှိဘူး